划船比赛，动物们要举行划船比赛。他们分成两个队伍：狮子、小熊、老虎一队；猴子、小猫、小羊一队。老虎嘲笑猴子：“你们那么弱小，我们赢定了。”猴子不理会老虎的取笑，对队友们说：“不要担心。” 我们合理分工，好好配合，不管能不能第一个到达终点，都算胜利。说完，猴子专心的打鼓，小猫和小羊配合着鼓声拼命划桨。狮子那一对很快超过了猴子他们的船，但是他们却在中途争吵起来。狮子责怪小熊。 鼓打得不好，老虎责怪狮子划得不够用力。他们越吵越凶，最后竟打了起来。结果全都掉进水里了。猴子那一队因为分工合理，互相鼓励，获得了最后的胜利。后面你也讲一下，里老边伯，水上里里，利落边伯，金巴加巴罗梅。 တို့အဖွဲနှဖွဲခွဲလိုက်ပါတယ်။ရှင်ဒီဝတ်ဝုံကြားတို့ကတစ်ဖွဲ့မြောက်ကြောင်ကလေးနဲ့သူကလေးတို့ကတစ်ဖွဲ့ဆိုပြီးတော့နှစ်ဖွဲခွဲလိုက်ပါတယ်။ဒီမှာကြားကနေပြောမြောက်ကိုပြောလိုက်ပါတယ်။နို့အဖွဲကအရန်အားနေတာပဲ။ငါတို့အတင်းကတော့နင်တို့နိုင်ပါပဲဆိုပြီးတော့လှောင်ပြောင်းလိုက်ပါတယ်။မြောက်လေးကတော့ကြားကြီးပြောတဲ့လှောင်ပြောင်းစကားကိုဂယူမဆိုင်ဖ ೇನೆ သူ့ရဲ့အဖွဲဝင်တွေကိုပြောလိုက်ပါတယ်။စိတ်မပူကြပါနဲ့နော်။ငါတို့တာဝန်ကို ခွဲပြီးတော့မှကိုယ်အပိုင်းကိုကောင်းကောင်းလုပ်မယ်ဆိုရင်အစင်တရရမရရကိစ္စမရှိဘူးငါတို့နိုင်မိတာပဲဆိုပြီးတော့အားပေးစကားပြောလိုက်ပါတယ်ပြောရပြီးတော့ညောင်လေးကသူတီးရမဲ့ပုံကိုပဲအာယုံစူးစိုက်ပြီးတီးပါတယ်ကြောင်လေးနဲ့တိုးကလေးကတော့ဒီပုံတီးတဲ့လိုက်လေကို အားရပါရလှော်ပါတယ်ချင်းသေးတို့အဖွဲကအလင်းအမြန်ပဲမြောက်အဖွဲတွေကိုကြော်သွားပါတယ်ဒါပေမဲ့ လမ်းလေကောင်ရောက်တော့သူတို့တွေညင်းခုန်ကြပါတယ်။ရှင်သေးကြီးကဝက်ဝင်ကိုဘုံကောင်းကောင်းမတီးဘူးဆိုပြီးတော့အပြစ်တင်ပါတယ်။ဒါကလည်းရှင်သေးကိုဖလီလို့တဲ့ခါမှာအားကုန်မသုံးဘူးဆိုပြီးတော့အပြစ်တင်ပါတယ်။ဒီအဲ့လိုမျိုးညင်းကြခုန်ချရင်းနဲ့နောက်ဆုံးမှာတော့လက်တီပါပါပြီးတော့ရန်နေဖြစ်လာကြပါတယ်။နောက်ဆုံးမှာတော့သူတို့သုံးကောင်တော့လေပေါ်ကနေပြုတ်ကြပြီးရေထဲကိုရောက်သွားကြပါတော့တယ်။အပင် မဲ့မြောင်လေးတို့အဖွဲကတော့တည်တည်ချာချာတာဝန်ခွဲဝေပြီးတော့အချင်းချင်းနဲ့အားပေးစကားပြောကြတဲ့အတွက်နောက်ဆုံးမှာတော့အောင်မင်းမို့ရရှိသွားပါတော့တယ်။